ဒီနေ့ဂျန်ဖိုက်ကတော့ကဘာဂျန်ခန်းကြီး38ဖြစ်ပါတယ်အခန်းကြီး38အငယ်1မှ9ထိုကာလခါယူရသည်ညီကိုနေရာမှပေါ်၍ဟိရအမိရှိသောအဒုလန်အမျိုးသားထံသို့ဝင်လေ၏ထိုရက်၌ရှုအာအမိရှိသောခန္ဓာအမျိုးသားဤတမိကိုတွေ့မြင်၍အိမ်တောင်ဖက်ပြုလျက်ထိုမိမသည်ပရိတ်တရေယူ၍ပါးကိုဖွမ်းမြင်၏ ထိုသားကိုအီရာအမည်ဖြင့်မှဲ့လေ၏တပံပရိဒေရူပြန်၍ဘွားမြင်သောသားကိုအောနံအမည်ဖြင့်မှဲ့လေ၏တပံပရိဒေရူပြန်၍ဘွားမြင်သောသားကိုရှေလအမည်ဖြင့်မှဲ့လေ၏ရှေလဖွားသောအခါအဖသည် ခေစိတ်မြို့မှရှိတည်းအငယ်၆မှ၁၁ထိုနောက်မှယူဒသည်မိမိသားဦးအေယာကို တာမာအမိရှိသောသူတို့သမီးနှင့်စုံဖက်စေ၏ယူဒာဤသားဦးအေရသည်သာဝရဖျားရှိ၌သိုးသောသူဖြစ်၏သူကိုသာဝရဖျားကွမျက်တော်မူ၏ထိုအခါယူဒာသည်အောနံကိုခေါ်ပြီးလျှင်တေးအကိုမယားထံသို့ဝင်၍သူနှင့်အိမ်တော်ဖက်ပြုသည်ဖြင့်အကိုအမျိုးကိုဆက်နွယ်လို့ဟု ဆို၏အောနံသည်သားကိုရလျင်မူကားမိမိသားမမှတ်ရဟုသိ၍ အကိုအားတားကိုမပေးလိုပဲအကိုမယားထံသို့ဝင်သောအခါတုတ်ရီကို ထုတ်၍စွန့်လေ၏ထိုအမှုကိုထာဝရဘုရားနှစ်သက်တော်မမူသောကြောင့်ဩနံကိုလည်းကွံ့မြတ်တော်မူ၏တားငယ်ရှေလသည် အကိုတို့တေတကဲ့သို့တေမီဟုယူရာသည်စိုးရင်၍မိမိချွေးမတာမာကိုခေါ်ပြီးလင်ငါသားရှေလမကြီးမီတင်သည်တင့်အဖအိအိမ်၌ မုဆိုးမှပြု၍နေပါဟု ဆိုသည့်တိုင်တာမာတော်၍မိမိအဖအီအိမ်၌နေလေ၏အငယ်၁၂မှ26ကာလအင်တန်ကြာလေသောရှုအားသမီးဖြစ်သောယူရမယားလည်းတေလေ၏ယူရသည်နှစ်သိမ့်ပြီးမှမိမိတိုးမွေးညက်သောသူရှိရာတိမနတ်မျိုးတို့ မိမိအဆွေအဒုလန်အမျိုးဟိရနှင့်အတူတော်လေ၏မိမိရောက်ကမသည်တိုးမွေးကိုညှက်ချင်းကတိမနတ်မျိုးတို့တွားချောင်းကိုတာမာချလင်မုတ်ဆိုးမှအဝတ်ကိုချွတ်၍မျက်နှာဖုံးနှင့်မျက်နှာကို ဖုံးလျက်ကိုကိုလည်းခြုံယုံလျက်တိမနတ်မျိုးတို့တွားသောလမ်းအနံအေးနေမျိုးတကားဝ၌ထိုင်နေလေ၏အကြောင်းမူကားရှေလကြီးတော်လဲမိမိနှင့်အိမ်တောင်ဘက်မပြည့်ရဟု တိမြင်သောကြောင့်ဒီရှူရသည်ထိုမိမကိုမြင်သောအခါသူသည်မိမိမျက်နှာကိုဖုံး၍နေသောကြောင့်ပြစ်ဒစာဖြစ်သည်ဟုထင်မှလျက်လမ်းကိုလွှဲ၍အနာသို့ချင်းပြည်လျင်တင့်ထံသို့ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသောမိမကတင်သည် ကျမထံသို့ဝင်လိုသောငါအဘယ်စုကိုပေးမည်နည်းဟုမေးလျင်ယူဒကစိတ်တငယ်ကိုပေးလိုက်မည်ဟုဆိုလေ၏ မိမကလည်းမပေးလိုက်မီတစုံတစ်ခုသောအရာကို ပေါင်ထမ်းမည်လို့ဟု မေးလျင်ယူလာကအဘယ်အရာကို ပေါင်စီခြင်းတည်းဟု ပြန်၍မေးလေတော့မိမကတင်းဤတစိ်ဆလွေလက်ဆွဲတောင်ဝေးတို့ကို ပေါင်တော့ဟု ဆိုသည့်အတိုင်းထိုဥ္စာကိုအပ်၍မိမထံသို့ဝင်သည်ဖြင့်သူသည်ပရိတ်တွေဆွဲယူလေ၏ထိုနောက်မှ မိမသည်ထသွား၍ မျက်နှဖုံးကိုချုပ်ပြီးလင်မုတ်ဆိုးမှအဝတ်ကိုဝတ်မြဲဝတ်ပြန်လေ၏ယူရာသည်မိမ၌ပေါင်သောအဥ္စာကိုရွေးယူခြင်းကမိမိအဆွေအဒူလံအမျိုးသားတွင်စိတ်တငယ်ကိုပေးလိုက်၏အဒူလံအမျိုးသားသည် ထိုမိမကိုမတွေ့လင်အေးနေမြို့လမ်းနှမှထိုင်နေသောပိဇာမသည်အဘယ်မှရှိသနည်းဟု ထိုအယက်သားတို့ကိုမေးလေသောအယက်သားတို့ကဤအယက်၌ပိဇာမ မရှိဟုဆိုကြလင်ယူဒထံသို့ပြန်၍ကျွန်ုပ်သည်ထိုမိမကို ရှာ၍မတွေ့အယက်သားတို့ကလည်းဤအယက်၌ပိစာမမရှိဟု ဆိုကြောင်းကို ပြောလေ၏ယူဒကလည်းကျွန်ုပ်တို့သည်အရှက်မကွဲမီအကြောင်းယူပါလေစေကြည်ပါဤစိတ်ငယ်ကို ကျွန်ုပ်ပေးလိုက်၍တင်းသည်မိမကိုရှာ၍မတွေ့ပါတကားဟုဆို၏ထို့နောက်သုံးလခန့်လွန်သည်ရှိသော သူတပါကတင်းဤချွေးမတာမာသည် ပြစ်ဒစာလုပ်၍မတရားသောမေထုံပြုသည်ဖြင့်ကိုဝွန်ဆောင်လက်နေပြီတကားဟုယူဒာအာ ပြောဆိုလင်ယူဒာကသူ့ကိုထုတ်၍မီးရှို့စေဟုစီရင်လေ၏ထုတ်သောအခါတာမာသည်တစိ့ဆလွေတောင်ဝေးတို့ကို ရောက်ခမထံသို့ပို့စီ၍ ဤဥ္စာကိုပိုင်သောသူအားဖြင့်ဂျမသည်ပရိဒိရိယူပြီးဤဥ္စာတို့သည်အဘယ်သူ၏ဥ္စာဖြစ်သည်ကိုကြည်ပါလောဟုမှားလိုက်၏ထိုဥ္စာကိုယူဒမှတ်မိ၍သူ၏အပြစ်ထက်ငါအပြစ်သာ၍ကြီးပေ၏သူအားငါသားရှေလကိုငါမပေးစားဘဲနေမိပြီဟုပြောဆို၏နောက်တဖန်သူကိုမချင်းမကပ်ဘဲနေ၏အငယ်၂၉မှ30 ထိုနောက်တာမာသည်သားဖွာခြင်းရောက်လျင်ဝန်တဲ၌သားနှစ်ယောက်ရှိ၏ဖွာစဉ်တွင်သားတစ်ယောက်သည်လက်ကိုထုတ်ဆန့်၍ဝန်ဆွဲကဤသူသည်အရင်ဖွာလိမ့်မည်ဟုဆိုလျက်လက်ကိုကန်၍ညီသောကျိုးနှင့်စီးလေ၏သို့တော်လည်းထိုသူသည်မိမိလက်ကိုရုပ်ပြန်၍သူ့အကိုဖွာသည်ကိုဝန်ဆွဲကတင်သည်အပေကြောင့်အနိုင်ထက်ပြုအပ်သည်နီအနိုင်ထက်ပြုသောဤမှုသည်တင်၌ဆွဲစီဟုဆိုလျက် သူကိုဖာရက်အမည်ဖြင့်မှဲ့လေ၏ထိုနောက်မှလက်၌ကျိုးနီစည်းသောညီဖွား၍သူကိုဇာရတ်အမည်ဖြင့်မှဲ့တည်းဒီခေငါဗီဒီယိုမှာပြန်ကြည့်မယ်နောက်ချမ်းပိုက်မှာပြန်ကြည့်မယ်နော်ဘိုင်ဘိုင်